မြတ်စွာဘုရားရဲ့စိတ်တိုင်းကြအောင်မြင်တဲ့အချိန်ဒါထဝရရဖို့တော့မဖြစ်နိုင်ဘူးမြတ်စွာဘုရားသာဘာဖြစ်ဖြစ်တာကိုကျန်တဲ့ယဟန်နေတပိသောကတွေဘာဖြစ်ဖြစ်ဖို့ဆိုတာရှိမှမရှိဘူးလူဘော်ရီဘာဖြစ်ဆိုတိုင်းပဲနော်ဘာဖြစ်ဖြစ်ဖို့ဆိုတာဘဏ္ဍကတဖြည်းဖြည်းဆွေးရလာသာသနာတိကစားတော့က သီလအခြေခံပြီးတော့သမထပေါရောက်ကြတယ်ဝိပဿနာအခြေခံပြီးတော့ယ ahanan ဖြစ်ကို ရောက်ကြတယ်ဆိုရင်အဲ့ဒီအစဉ်တွေကလုံးဝပြည့်စုံသွားတယ်။နောက်ပိုင်းရောက်လာတဲ့အခါကျတော့လောကဒုသာရရဲ့ဤချင်းတွေအတဖြည်းဖြည်းဆုပ်ယူလာတော့ခဏစ်ခင်မှဆိုလို့ရှိရင်သီလပြည့်စုံဖို့ကိုတော်တော်ကြိုးစား။ဒါသီလစင်ကြယ်တာဒီပဲနဲ့ကို ပထမအဆင့်ကနေပြီးတော့ရှေ့ကိုကြောဖို့တော်တော်ခက်လာ။နော်။အောင်မြင်မှုနည်းလာတယ်ပေါ့။တပ္ပထာจิตတယ်မှာ။မရှိဘူးလို့ပြောတာမဟုတ်ဘူး။ရှိခြင်းနဲ့ရှိနေမှာပဲဒါ။နော်။တကယ်ကြိုးစားအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိနိုင်တယ်ပေါ့။ဒါပေမဲ့ဥယျာဉ်နည်းသွားတာကိုပြောတာ။မြတ်စွာဘုရားလက်ထက်ကလေးကဥယျာဉ်နည်းလာတယ်။ပထမတော့ကရှမ်းတန်ကလေးဟာ တရားတို့တရားပြရတဲ့ပုဂ္ဂိုလ်တွေသိမ့်ချီရှိတယ်။နောက်ပိုင်းဖျားဝါနှစ်20ကြောလာတဲ့အခါကျတော့သိငနန်းထိမရောက်တော့တောင်ကနန်းလောက်ဖြစ်သွားတယ်။အဲအဲ့လိုရော့လာတာပေါ့နော်။အဲ့ဒီကနေပြီးတော့အခုဆိုတော့မြတ်စွာဘုရားနဲ့နှစ်ပေါင်းဘလောက်ဝေးသွားတော့ဆို2569ဆိုနှစ်ပေါင်း1000ကျော်ဝေးသွားပြီတိ။ဒါတော့မှတချို့ကလည်း ဝိမု ക്തി ယူအခစ်ဆိုပြီးတော့ပြောကြသေးတယ်ဒါထေရကရတက္ကရာမှာခေငါခေပိုင်ပြီးတော့ပြောထားတာတော့ရှိပါတယ်ရှိပါတယ်တကယ်တော့တဖြည်းဖြည်းလောကကြီးကဆုပ်ယုတ်လာတဲ့သဘောဆုပ်ယုတ်တာဘယ်အစဆုပ်ယုတ်တုံးလို့ဆိုရင်လောကသားတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်နေပေါင်းလူတွေရဲ့တက်တန်အနှစ်9000ကစပြီးတော့ဆုပ်ယုတ် လောကမှာလူကိလေသာဆိုတဲ့အဆိုးတရားတွေကလောဘထုံကလာလူတတငါတော်လောကစားတာအဲ့ဒီရှိကတဖြည်းဖြည်းချင်းတိုးလာတာနောက်ဆုံးเนาะအဆိုးတရားတွေကနောက်ဆုံးတာမဟုတ်ဘူးတဖြည်းဖြည်းတိုးလာတယ်လူရဲ့လူတွေရဲ့တတန်းဒီကနေ့ကတရားတန်းလို့ဆိုပါစို့တရားတန်းမရောက်ခင်လူတွေရဲ့တတန်း9000လောက်ကနေစပြီးတော့ လောကမှာအဆိုးဆုံးအဆင့်ကိုရောက်လာဟုတ်တရားတပါးကိရိတာနေနဲ့အဆိုးဆုံးကိရိတာတွေစဖြစ်လာပြီလို့ပြောတာနော်လူလောကထဲမှာရောက်လာပြီလို့ပြောတာတဖြည်းဖြည်းဥယျက်တက်လာတယ်ကောရမမြတ်စွာဘုရားပွင့်တဲ့ခေတ်ကိုကလိယုဂလို့ခေါ်တယ်ဆုတ်ကတ်ကလိယုဂကဆိုလိုတဲ့အိဗယ်ကလူ၄ယောက်မှာ တယောက်ပဲလူကောင်းရှိတယ်။အုပ်ရောက်တော့ကမကောင်းတဲ့လူတွေဖြစ်သွားတယ်။နော်လေးပုံပုံသုံးပုံကအဆိုးတပုံပဲကောင်းတယ်။မာနဲ့ဥပမာပေးထားတော့ဆိုလေးချောင်းတော့စပွဲကြီးမှာ6တော့3ချောင်းကျိုးနေပြီ။ကဲ6တယ်။စပွဲတစ်ခုကို6တော့3ချောင်းချိုးထားလိုက်ပဲဆိုဘလို့နေစောင်းနဲ့စောင်းမယ်လှုပ်လဲလှုပ်နေမယ်။တည်ငြိမ်မှုဆိုတာမရှိဘူး။အဲ့ဒီအချိန်မှာမြတ်စွာဘုရားပွင့်တယ် ကလေးရောက်မှပွင့်နေစာအဲ့ဒီချိန်မှာခကြီးလေးခသတ်မှတ်ထားတာရှိတယ်ပရမသုအကောင်းဆုံးခေကတော့ကတ္တခေလို့ခေါ်တယ်ခေဆိုတာအပိုင်းချောက်ပြောတာကတ္တခေကလူလေးယောက်ပါလေးယောက်ဆိုလို့ကောင်းတယ်လုံးဝပါဖဲဖြစ်တဲ့အချိန်မှာကိုကျင်တရားကောင်းကြတယ်တရိတာဆိုတာဒုတိယခေတ် ดุริยาคีกูเรยดาลูกขอเรไอ้เรดาคีเยาเดกหาจารอเลี้ยงบุญตบุญนองกับเย็ดลาตัวมึงหลอกไปก่อนไอ้เรื่องที่พี่ลูกได้เนาะตัวอัประสุดคีเยาเดกหาจารอเลี้ยงบุญตัววสิบเศษได้ฟิฟตี้ฟิฟตี้อ่กองอ่ะกาเซียใครเนาะสัวกาเซียใครเนาะ လေးပုံပုံနှစ်ပုံကအစိုးနှစ်ပုံကအကောင်အဲ့ဒါတွားပရကလိယုကရောက်တဲ့အခါကျတော့အဲ့ဒီကတပုံထပ်ပြစ်သွားအဲ့တော့အပြက်ကသုံးပုံကောင်းတာတပုံအဲ့ကောင်းတဲ့ပုံနဲ့မှာကိုခုအထပ်ယော့တာလို့ဆိုလို့နေပုံနော်အစိုးကပြန်အကောင်းဖြစ်ဖို့မရဘူး အဆိုးကအကောင်းကဘလောက်ပဲရှိနေနေအဆိုးကိုပြန်ကောင်းအောင်